ဒီနေ့တော့ကပ္ပဝုချံခန်းကြီး23ဖြစ်ပါတယ်ခန်းကြီး23အငယ်1မှ6စာရသည်အသက်129နှစ်ရှိ၏ထိုမြတ်နောက်အသက်ကြီးသောခန္ဓာပြီဟေပြုံမြို့ဒီဟုသောကိရရတာဘမြို့၌တည်လေ၏အာပြန်ဟန်ဒီလေစာရာကြောင့်ညီးတွားငိုကြွေးခြင်းကလာ၏ အာဗြဟံသည်မိမိမယားအသေးကောင်ရှိက ထ၍ဟေတအမျိုးသားတို့အားငါသည်တင်တို့ထံမှဧသည်အာဂန္ဓုဖြစ်ပါ၏ငါဤမယားအသေးကောင်ကိုမြက်ွယ်မြုပ်မိအကြောင်းတင်တို့တွင်တင်းကြိုင်းကိုငှအားအခွင့်ပေးပါလောဟုဆို၏ဟေတအမျိုးသားတို့ကအကျွန်ုပ်တို့သခင်နားထောင်ပါကိုတော်ဒီအကျွန်ုပ်တို့တွင်ဖျားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏ အကျွန်ုပ်တို့၏တင်းကြိမ်များတွင်ရွေ၍ကိုရောဤမယားအသေးကောင်ကိုတင်းကြိုပါလော ကိုရောဤမယား အသေးကောင်ကိုမတင်းကြိုစေခြင်းဟံအကျွန်ုပ်တို့တွင်အဘယ်သူမျှမိမိတင်းကြိမ်ကို မပေးဘဲမနေပါဟု အာဗြဟံအားပြန်ပြောကြ၏အငယ်ခုနှစ်မှဆက်တဲ့အာဗြဟံသည်ထ၍ထိုပြည်သားဒီဟုသောဟေတအမျိုးသားများရှေ့မှ ဥညွတ်ချလျေငါသည်ငါဤမယားအသေးကောင်ကိုမျက်ွယ်မြုပ်စေခြင်းဟာတင်တို့အလိုရှိလျင်ငါစကားကိုနားထောင်ကြပါလောတင်တို့တွင်ငါပိုင်ထိုက်သောတင်းကြံရှိစေခြင်းဟာဇောဟာတာဧပရုန်ဒီမိမိလေပြင်းအစွန်း၌ရှိသောမပီလာမီတွင်ကိုအဖိုးထိုက်သည်။မြန်ငွေနှင့်ငါအားရောင်းစီခြင်းကငါအတွက်သူ့ကို တောင်းပန်ကြပါလောဟုနှုတ်ဆက်၍ပြောဆို၏ထိုအခါအေဖရုန်သည်ဟေတအမျိုးသားတို့တွင်ထိုင်လျက်ရှိ၏တို့ဖြစ်၍မြို့တကားသို့ဝင်သော သူအပေါင်းဒီဟုသောဟေတအမျိုးသားပရိသတ်၌ဟိတ်တိအမျိုးသားအေဖရုန်ကထိုသို့မဟုတ်ပါ အကျွန်ုပ်တခင်ကျွန်ုပ်စကားကိုနားထောင်ပါထိုလေပြင်းကို၎င်းလေပြင်း၌ရှိသော မြေတွင်းကို၎င်း ကိုရောအားအကျွန်ုပ်ပေးပါ၏အကျွန်ုပ်အမျိုးသားများရှေ့၌ကိုရောအားအကျွန်ုပ်ပေးပါ၏ကိုရောဤမယား အသေးကောင်ကိုတင်းကြူပါဟု အာဗြဟံအားပြန်ပြောလေ၏အငယ်ဆက်နှစ်မှ20အာဗြဟံဒီလေထူပြည်သားများရှေ့မှဥညွတ်ချလေအကယ်၍ငါစကားကိုနားထောင်ပါထိုလေပြင်းအဖိုးငွေကိုငါပေးမည်ငွေကိုယူပါ တို့ဖြစ်လင်ထိုအရ၌ငါဤမယားအသေးကောင်ကိုငါတင်းကြိုပါမိဟုပြည်သားပရိသတ်တို့ရှိမှအေဖရွန်အားပြောဆို၏အေဖရွန်ကလည်းအကျွန်ုပ်သခင်နားထောင်ပါထိုမြေသည်ငွေလေးပိတ်သာအဖိုးထိုက်ပါ၏ကိုရောနှင့်အကျွန်ုပ်၌အဘဲအတွက်ရှိသည်။ကိုရောဤမယားအသေးကောင်ကိုတင်းကြိုပါလော့ဟု အာဗြဟံအားပြန်ပြော၏ အာဗြဟံဒီလေအေဖရိုစကားကိုနားထောင်သည်ဖြစ်၍ဂုံတဲ့တုံးတက်သောငွေမျိုး ဟေတအမျိုးသားပရိတ်ရှိအေဖရုံအဖိုးဖြတ်သည့်တိုင်ငွေလေးပိတ်သားကိုချိန်၍သူ့အားပေးလေ၏ထို့သောမန်ရီမျိုးရှိမှမပေလရ၌ရှိသောအေဖရိုဤလေပြင်းကို၎င်းလေပြင်း၌ရှိသော မြေတွင်းနှင့်တစ်ပင်များပတ်ဝန်းကျင်တစ်ပင်များကို၎င်းဟေတအမျိုးသားပရိတ်၌ မြို့တကားသို့ဝင်တော်သူအပေါင်းတို့ရှိမှ အာဗြဟံဥစ္စာဖို့လုံကြုံစွာ အပ်ပေးလေ၏ထို့နောက်မှ အာဗြဟံသည်မန်ရီမြို့ရှိမှမပေလလေပြင်းမြေတွင်း၌မယားစာရာကိုတင်းကြိုရလေ၏ထိုရက်ကခါနန်ပြည်ဟေဘုံအရက်ဖြစ်သည်ထိုလေပြင်းနှင့် မြေတွင်းကို အာဗြဟံပိုင်ထိုက်သောတင်းကြိုင်ဖြစ်စေခြင်းကဟေတအမျိုးသားတို့သည်လုံကြုံစွာ အပေးကြ၏ခဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုက်ဘိုက်